အစားရောဒီတော့ဗာဗီဒီယိုမှမတင်တော့ဘူးလို့စဉ်းစားထားတာကွယ်ဘာလို့လဲဆိုတော့ခါကျတော့အဲ့အနေရနဲ့မအားဘူးအင်းမားတဲ့ခါကျတော့ဗီဒီယိုလည်းမရိုက်ရှင်တော့အဲ့ဒါနဲ့မတင်တော့ဘူးလို့စဉ်းစားထားပါတော့ဒါပေမဲ့အခုညနေစာစားဖို့အတွက်ဟင်းချက်နဲ့ရုပ်တရက်တင်ညနေစိတ်ပေါက်လာ ਈ ဘာလို့လဲဆိုတော့ခါကျတော့ချက်တဲ့ဟင်းကကိုကြိုက်တဲ့ဟင်းဖြစ်နေလို့ ਈ ကိုကြိုက်တဲ့ဟင်းကိုကောင်းကောင်းမွန်မွန်လေးချက်ပြီးတော့စားနေရဆိုတော့ကိုမေကိုပြကျင်နေစိတ်ပေါက်လာတဲ့ခါကျတော့တင်လိုက်ပါမယ်ဆိုပြီးတော့ဖြစ်သွားပါဘို့ ਈ ဒါကြတော့အစကတည်းကတင်ဖို့ရည်ရွယ်ချက်မရှိတဲ့ခါကျတော့ဟင်းချက်တဲ့ဟာကိုလည်း ဘာမှမရိုက်လိုက်ဘူးဗောနော်မရိုက်လိုက်တဲ့ခါကျတော့ဟင်းချက်တဲ့ဟာတော့မရှိဘူးချက်ပြီးသားဟင်းပဲရှိရယ်ကွအခုထမင်းစားမှာဝက်သားနဲ့မြှင့်ရှင်နဲ့စားမှာဝဲဒါပေမဲ့အဲ့ဟာနဲ့အတူတူတွဲစားဖို့အတွက်ပဲပြားတုတ်တုတ်စားမယ်လို့စဉ်းစားထားဗောနော်ပဲပြားကျတော့အခုမှစတုံမှာဆိုရဲခါကျတော့ဗီဒီယိုရိုက်ဖို့မိလိုက်သေးရယ်ဗောအဲ့ဒါဆိုပဲပြားတုတ်တာတော့ကြည်လိုက်အခုလိုမျိုးကြော်ပြီးသားပဲပြားလေးရှိရယ်အဲ့ဒါလေးတွေကိုကကြီးလေးနဲ့ကိုက်ပြီးတော့အစာပလာလေးတွေထည့်ပြီးတော့တုတ်ရုံပဲဆိုရဲခါကျတော့ဘာမှအဲ့လိုခက်ခက်ခဲခဲမဟုတ်ဘူးဗောနော်အဲ့ဒါဆိုတော့ဒီပဲပြားလေးကိုတုတ်စားလိုက်ပါအောင်မယ်စားလိုက်လို့ရှင်လေသူကအရသာကောင်းတယ်ကောင်းလို့ဆိုလို့ပြောရင်ကောင်းပါလေ ဆိုဒီလိုပုံစံလေးဖြစ်နေတဲ့ခါကျတော့နနိုခဲပြားလေးနွားနို့အပြားလေးလို့ခံစားရတယ်ပြီးတော့ဒီအပြင်ဘက်လေးတွေကကျွတ်နေပြီးတဲ့ခါကျတော့အတွင်းထဲမှာမကျွတ်တဲ့အသားလေးကနည်းနည်းပဲရှိရတယ်ဟိုကြိုက်စားရလို့ဖြစ်နေသူကထုတ်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 လေးကြစ်လေးဖြစ်နေတဲ့ခံစားမှုမျိုးလေးအဲဒါကြောင့်မလို့ပဲပြားတုတ်စားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီပဲပြားကိုပဲအမြဲတမ်းဝယ်ပြီးတော့တုတ်စားဖြစ်တာပေါ့နော် ိတ်ထဲမှာတော့အခုတော့ပို့ပြီးတော့ပါနေအောင်ညှက်တင်တာပဲဒါမဲ့ပြင်းသွားတဲ့ခါကျတော့ပါနေအောင်မညှက်တော့ပါဘူးတော့ဆိုတော့ပါပြီ။ကြေးပြတော့ထဲမှာထည့်သုံးမဲ့အရွက်တရားကျတော့ဒီဟာလေးပဲဖြစ်ပါတယ်။ဘော်ဘီတို့ရယ်ဆလက်ရွက်တို့ပြီးလို့ရှိရင်အနီအောင်ခါကျဲဥတို့ဘာလို့ရောပြီးတော့ပေါပါလေးလှိထားတဲ့အထုပ်တထုပ်ပဲဖြစ်ပါတယ်။ထဲမှာစားရယ်ဟင်းညို့မှုတ်ရယ်ပြီးလို့ရှိရင်စီကျဲချက်ထားတာရယ်ရုပ်သီးစိမ့်ရယ်ထည့်ပြီးတော့ခါကျတော့နေလိုက်မယ်လို့စဉ်းစားထားပါတယ်။ဒီဟာကတော့ကျမရဲ့ဝသားနဲ့မြင့်ချင်မဲ့ဖြစ်ပါတယ်။ဒါကတော့ခုနကတော့လိုက်တဲ့ပေးပြတော့ဖြစ်ပါတယ်။အခုမြင်နေရတဲ့ဟာလေးကတော့ကျမရဲ့အကြိုက်ဆုံးဖြစ်တဲ့ဝသားနဲ့မြင့်ချင်တွေဖြစ်ပါတယ်။ ရန်တော့ဝတ်သားနဲ့မြင်ချင်ရသုံးတက်သားနဲ့ချက်ဆောင်မှာကောင်းတာ ਈ ဒါပေမဲ့သုံးတက်သားမရှိဘူး ਈ ဒီဥစ္စာကတော့ခုနကတော့တုတ်ထားတဲ့ပဲရတုတ်လေးပဲဖြစ်ပါတယ်။သားနဲ့မြင်ချင်နဲ့မှာထည့်လိုက်တဲ့ငွေဦးတီးကလည်းနည်းနည်းလက်လွန်သွား ਈ လက်လွန်သွားတဲ့ခါကျတော့ဒီဥစ္စာကိုအချိုပဲလုပ်လိုက်ပါတယ်။စားကြည့်လိုက်ပါဦးမယ်။စားကြည့်လိုက်တဲ့အချိန်မှာစားလေးကတော့နည်းနည်းလေးငယ်သွားပါတယ်ဒါပဲလေစားလို့ဖြစ်ပါတယ်။တကယ်တော့ဝတ်သားကနမဲခံတာကြီးမြင့်ချင်တယ်ကျမရဲ့အကြိုက်ဆုံးအစားအစာကြီးတွေမှာမြင့်ချင်နေပါတယ် ရှမ်းခေါက်ဆွဲကိုမြစ်ချင်နေနဲ့စားလို့ရှိရင်လည်းရမ်းကောင်းပါတယ်။မန်လေးမှာဆိုလို့ရှိရင်မြစ်ချင်နဲ့လုပ်တဲ့ရှမ်းခေါက်ဆွဲတွေပါကိုရောင်းနေ။ဒါဆိုကိုယ်တွေလိုမျိုးမြစ်ချင်ကြိုက်တဲ့လူတွေအတွက်ကတော့ share ပဲဖြစ်နေတာပါ။ရှင်ရှောက်ဆွဲကမန်လေးမှာလည်းရောင်းလာတော့မဟုတ်ဘူးပေါ့။ခြားရှမ်းမီမှာလည်းရောင်းနေရမှာပေါ့။ကိုမမရောက်ဘူးလားမသိဘူးလေ။ဒါကလေးကတော့မြစ်ချင်ပဲလေးပဲဖြစ်ပါတယ်။ ခုချက်စားတဲ့မြစ်ချင်ကဗီယက်နမ်မြစ်ချင်ဆိုတဲ့ခါကျတော့မြန်မာနိုင်ငံမြစ်ချင်လောက်ချင်တယ်လို့တိတ်မခံစားရဘူးကွယ်ချင်တဲ့အရာသာနည်းနည်းလေးပဲပါတယ်ခံစားချက်မျိုးပေါ့နော်အဲ့ဒါဆိုတော့မြန်မာနိုင်ငံမြစ်ချင်ကိုစားရတဲ့လိုမျိုးပြီးပြည့်စုံတဲ့ခံစားချက်မျိုးတော့မခံစားရဘူးကွယ်အဲ့မဲ့ BNM မြစ်ချင်ပဲဖြစ်ဖြစ်မြန်မာနိုင်ငံမြစ်ချင်ပဲဖြစ်ဖြစ်ထိုင်းမြစ်ချင်ပဲဖြစ်ဖြစ်အားလုံးတူတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့အနံပြင်းတာပါအခုဆိုလို့ရှိရင်ကျမရဲ့ပကံထဲမှာထမင်းနည်းနည်းလေးပဲကျင်းတော့တာပါဒါမင်းကျမထမင်းထပ်မထည့်တော့ပါဘူး 八路来说都行，三十景旅游啊，买那米钱啊，诶，我当年米钱买那么好货，哎喽，牙膏那米钱多啊，我说都行了，一样啥都搞。我过节米蜜饯哎，那说啥叫了米钱是五六块钱一斤。 နေ့တော့ရိုးရိုးမြစ်ကိုငရုတ်သီးလိုပါအောင်နဲ့အေးတောင်လေးချက်စားလိုက်တာဘူးတွေတန်းထွက်လာတာ။အဲ့မှာမမသေးပဲနဲ့နှစ်ရှင်နေစားလိုက်တဲ့ချိန်မှာတော့ဘယ်နှဘူးထက်ထွက်လာမလဲမသိပါဘူး။အခုဆိုလို့ရှိရင်တော့ထမင်းတွေရောဟင်းတွေရောအကုန်လုံးစားပြီးသွားပြီပဲဖြစ်ပါတယ်။စားပြီးရဲ့အချိန်မှာချိုတဲဖို့အတွက်ကီဝီသီးစားမယ်လို့စိတ်ဦးထားပါတယ်။အဲ့ဒါဆိုတော့ကီဝီသီးလေးသွားယူလိုက်ပါအောင်မယ်။အမငပြင်းဆိုတဲ့ခါကျတော့ကီဝီသီးကိုလည်းဇွန်းနဲ့ပဲကောစားလိုက်ပါတော့မယ်။ခွဲတော့ပါဘူး။လုံးဝနည်းနည်းတော့ချင်ပါတယ်ဒါပေမဲ့လက်ကျမ်းမရည်နဲ့ညီညွတ်တယ်ဆိုစားလိုက်ပါမယ်လေ ။ Yeah. စားကြလို့စားတော့ကျမိုက်နဲ့ညီညွတ်လို့စားတယ်ပါရေလောက်တာနော်။ ဗီဒီယိုအစတော့ပြောခဲ့သလိုမျိုးပဲအစတော့ဒီနေ့ဗာဗီဒီယိုမှတင်ဖို့အစီအစဉ်မရှိဘူးလေမရှိဘူးဆိုဘယ်လိုပြောရင်ကောင်းပါလဲအခုလိုဗီဒီယိုကြီးကြည့်ကြတဲ့လူတွေဆိုရင်ကြည့်တဲ့လူတွေတော့ပြင်းလားမပြင်းလားမသိဘူးဗီဒီယိုတွေလုံးရတဲ့လူတွေကတော့ပြင်းတယ်တော့သူများတွေတော့မသိဘူးလေကိုကကြောင့်အစကငါပြင်းဆိုတဲ့ခါကျတော့ဗီဒီယိုတွေလုံးနေနေပြင်းတယ်ပြင်းရင်မတင်နဲ့ပေါ်ဆိုလို့ရှင်လေတားသူတွေကတော့ကိုတင်းတင်မတင်းတင်သိပ်ပြီး view မဆိုင်ကြဘူးဒါပေမဲ့ကိုအိမ်ကမိသားစုတွေပေါ့နော်သူတို့ကကြတော့တပတ်တပတ်ဗီဒီယိုမတင်ဘူးဆိုလို့ရှင်ဘာလို့မတင်ဘူးလဲဆိုတော့အကြောင်းအရာကိုမေးတာဟုတ်ရော လို့မတင်တာလဲဒီနေ့တင်ပါလားဒီနေ့တင်ပါလားအဲ့တော့ဟိုမြင်းနဲ့ကြားပြီးတော့ဖြေးနေရတဲ့ခါကျအာယုံနေနောက်လာတာ ਈ အဲ့တော့ဆိုတော့အဲ့ဒါတွေကိုမဖြေချင်တဲ့ခါကျတော့စူးစမ်းပန်းစားတစ်ပတ်တစ်ခါဗီဒီယိုတွေရိုက်ပြီးတော့တင်ရတာ ਈ တကယ်တော့ဒီမှာတင်ခြင်းလုံးလို့တော့မဟုတ်ဘူး ਈ လူနာကြီးသက်တောင်လို့ပေါ့နော်ပြောတော့တခုရှိသေးတယ်။ပြောပါလဲဆိုတော့တင်းပြန်တော့လေအလုံးအကြောင်းနေပြောတဲ့ဟာဆိုစိတ်ဝင်စားဘူးသူတို့နားမလည်လို့ ဲ့ဆိုတော့ကတည်းကသူတို့ကနေပြီးတော့အဲ့လိုတင်လို့ရှိရင်လည်းဟိုလိုမျိုးမှကြိုက်တာဒီလိုမျိုးမှကြိုက်တာ誒သူတို့ကဘာကြိုက်လဲဆိုတော့တရားဝတ်သုံးဖို့ကြိုက်တာ誒 တဲ့ရပီတော်လို့ရလို့တရားဝတ်သုံးဖို့လေကြိုက်တာရေအခုလိုမျိုးလေလျှောက်ပေါ်နေတာလို့ပြီးလို့ရှိရင်အစားအစာတွေလျှောက်စားနေတာလို့ဘာမှမဟုတ်တဲ့ဟာကြီးလှုပ်နေတာရေအဲ့လိုမျိုးသူကကြိုက်တာရေအဲ့ဒါဆိုတော့ကိုယ့်ရဲ့ဒီ page စောက်ဖွေနေရည်ရွယ်ချက်ကလည်းမိသားစုတွေဆိုမျိုးတွေတကယ်ချင်းနေတယ်အမြဲတမ်းနီးနီးဆက်ဆက်ဖြစ်ဖို့ရည်ရွယ်တာဆိုတဲ့အခါကျတော့တစ်ခါတည်းမှာသူတို့နဲ့နီးဆက်စီမဲ့တရားဝတ်သုံးဖို့တွေတင်ရရှိတယ်တရားဝတ်သုံးဖို့ဆိုတော့အခုလိုမျိုးအစားအစာတာလို့လျှောက်ပြောတာလို့ပေါ့နော်တိုးရိုက်လုပ်နေပြီးတော့တင်ရလို့ပြောတယ် ယ်အဲ့ဆိုခါကျတော့အဲ့လိုမျိုးတခါလေးမှာသူတို့ပျော်အောင်လို့အဲ့လိုတင်ရပါဗောနော်ဒီ UV သေးလေးကလည်းစားလို့ကုန်သွားပါပြီဒီနေ့တော့လောက်ပါပဲနောက်ပါပြန်တွေ့ရမယ်ဘာ